။မက္ကဆီကိုနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာသူကလော်ဒီယာရှိုင်းမန်ကလူမြင်ကွင်းမှာ၎င်းကိုမဖွင့်မရပြုမှုခဲ့တဲ့အမျိုးသားကိုတရားစွဲဆိုသွားမယ်လို့ကြေညာလိုက်ပါတယ်။နိုဝင်ဘာလရက်ကမက္ကဆီကိုစီးတီမှာထောက်ခံသူတစုကိုသမ္မတရှိုင်းမန်ကစကားပြောနေစဉ်အနောက်ဘက်ကအမျိုးသားတအူချင်းကပ်လာပြီးလေဘင်းကိုနမ်းဖို့ပြင်ပြီးတဲ့နောက်သမ္မတရဲ့ခန္ဓာကိုယ်ကိုထိကိုင်မှုအထိကျိုးပန်းခဲ့ပါတယ်။အဲ့တော့သမရရဲ့အဖွင့်ဝင်တူကဝင်တားခဲ့ပေမဲ့သမရကတိတိတသာတုံလှုပ်ပုံပြခဲ့ပါဗျ။ဒီမျိုးသားကိုလည်းဖမ်းဆီးလိုက်ပါဗျ။ နိုဝင်ဘာ9ရက်သတင်းစာရှင်းလင်းပွဲမှာသမရရှိုင်းမန်ကတကယ်လို့ကျမဒီကိစ္စကိုတိုင်ကျက်မဖွင့်ဘူးဆိုရင်ဂျန်နဲ့မက်ဆီကိုအမျိုးသမီးတွေဘာဖြစ်ကုန်မလဲသမရဦးရောင်ဒီလိုလုံရဲရင်ဒီနိုင်ငံတွေကအမျိုးသမီးတွေအားလုံးဘာဖြစ်ကုန်မလဲအရင်ကလည်းဒီလိုကြုံမှုပါတယ်သမရမဖြစ်ခင်ကကျောင်းသူဘဝတုန်းကပါလို့ပြောကြခဲ့ပါတယ်ဒီမျိုးသားဟာလူအုပ်ထဲမှာရှိတဲ့တခြားအမျိုးသမီးတွေကိုပါနှောက်ယှက်ခဲ့တယ်ဆိုတဲ့အတွက်၎င်းကိုတရားစွဲဖို့ဆုံးဖြတ်လိုက်တယ်လို့ရှိုင်းမန်ကထပ်ပြောခဲ့ပါတယ်အမျိုးသမီးအခွင့်အရေးထောက်ခံအားပေးသူတွေကတော့အခုဖြစ်ရဟာ အမျိုးသမီးဖြစ်နေတဲ့တိုင်အောင်တမရကိုရောင်စော်ကားခွင့်ရှိတယ်ဆိုတဲ့အမျိုးသားကြီးစိုးရေးဝါဒမက္ကဆီကိုလူအဖွဲ့အစည်းအတွင်ဘလောက်အတိုင်းအတာအထိအယိုးဆွေးနေပြီဆိုတာကိုပြသလိုက်တာဖြစ်တယ်လို့ထောက်ပြကြပါတယ်။မက္ကဆီကိုမှာအမျိုးသမီးတွေကအဓိကထားတပ်ဖြတ်မှုကအကြီးစားပြဿနာတစ်ခုဖြစ်နေပြီးယောက်ျားဖြစ်မှုမိန်းမဖြစ်မှုကိုအခြေခံတဲ့လူသက်မှုတွေရဲ့68%ကဥပဒေအရအပြစ်ပေးခံရတာကနေလွတ်မြောက်နေပါတယ်။ ရှိုင်းဘန်ဟာ၎င်းရှေ့မှာသမရတာဝန်ယူခဲ့သူအန်ဒရက်စ်မန်နူရယ်လိုပက်စ်အိုဘရာဒေါ်ရဲ့လမ်းစဉ်ကိုလိုက်သူဖြစ်ပြီးလမ်းမပေါ်မှာဖြစ်စီစီယွန်ရေးပွဲတွေမှာဖြစ်စီထောက်ခံသူတွေကိုရင်းရင်းနှီးနှီးဆက်ဆံပြောဆိုလေးရှိသူဖြစ်ပါတယ်။